မိုးတွေ့အပြီးရှာကောင်းဘာထက်မှခေါ်ယူဖို့စီစဉ်နေပြန်တဲ့မီလန်ဘလုံးကြသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ AC Milan သင်းကသူတို့ရဲ့ကွင်းလည်ကိုအသစ်တစ်ပံပြန်လည်တည်ဆောက်ဖို့အတွက်အားပြည့်မှုတွေစတိုက်ပြုလုပ်နေပြီးကမ္ဘာကျော်ကွင်းလည်လူကြီးလူကာမိုဒရစ်ကိုခေါ်ယူဖို့သဘောတူညီမှုရရှိပြီးတဲ့နောက်မှာနောက်ထပ်ပြင်းထန်နေတဲ့လီဗာကူဆင်အသင်းရဲ့အတိတ်ကကစားသမား Granit Xhaka ကိုပါခေါ်ယူဖို့ဆွေးနွေးမှုတွေစတင်တော့မှာဖြစ်ပါတယ်။နာမည်ကြီးအီတလီအားကစားသတင်းစာ Gazzetta Dello Sport ရဲ့ဖော်ပြချက်အရ မီလန်သိန်းဟာနီးပြားသစ်မတ်စ်အယ်လီဂရီရဲ့ကွင်းလဲကိုအကြီးကျယ်ပြုဝင်ပြောင်းလဲလို့တဲ့စီမံကိန်းအားဆစ်ဇလန်သိန်းခေါင်းဆောင်ရှာကာကိုခေါ်ယူဖို့အတွက်လီဗာကူဆင်အသင်းနဲ့တရားဝင်ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါဗျ။အာဆင်နယ်ကနေ2023မှာလီဗာကူဆင်ကိုပြောင်းရွှေ့ခဲ့တဲ့ရှာကာကအသင်းနဲ့2028ခုနှစ်ထိစာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့သူပါ ါပေမဲ့လေဘာကိုစင်အတင်းရဲ့စီမံခန့်ခွဲမှုပိုင်းအပြောင်းလဲနဲ့အတင်းလူစင်ပြောင်းလဲတွေကြောင့်ရှာကာနီနဲ့အတင်းပြောင်းမှုစိတ်ဝင်စားနေတယ်လို့ AC မီလန်ဘက်ကနေပြီးတော့ယုံကြည်နေပါတယ်။ရီယယ်မက်ဒရစ်ကနေထွက်လာခဲ့တဲ့မိုဒရစ်ကိုတနစ်စာချုပ်နဲ့သဘောတူညီမှုရထားပြီဖြစ်တဲ့မီလန်ကအတွေ့အကြုံရင်ကွင်းလယ်ကစားသမားတွေကိုဇက်တိုက်ခေါ်ယူဖို့စူးစမ်းနေပါတယ်။အသက်32နှစ်အရွယ်ရှာကသူ့ရဲ့ခေါင်းဆောင်မှုအရေးသွေးနဲ့တည်ငြိမ်တဲ့ခြေစွမ်းကြောင့်မီလန်အတွက်အဓိကပြစ်မှတ်ဖြစ်လာခဲ့တာပါ။ ရှာကပြီးခဲ့တဲ့2023 24ရာသီမှာလေဘာကူစင်အသင်းကိုတမိုင်းဝင်ဘွန်ဒက်စနီကာဖလားနဲ့ရှုံးထွက်ပိုးကဲဖလားတွေရရှိအောင်ဥဆောင်ခဲ့တဲ့သူဖြစ်ပြီးဘွန်ဒက်စနီကာ33ပွဲမှာ9ဂိုးသွင်း9ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ရှားကားပြင်လူငယ်ကစားသမားတွေဖြစ်တဲ့ဂျာမီခွေရနဲ့အာတွန်ဂျာရှင်တို့ကိုလည်းမီလန်ကစောင့်ကြည့်နေပါဗျ။ရှားကားရဲ့လက်ရှိပြောင်းရွှေ့ခြေကယူရို၁၂တန်ဝင်းကျင်လို့သတ်မှတ်ထားပြီးကစားသမားရဲ့လားစာပိုင်းကလည်းအီတလီကလပ်အတွက်အတားဆီးတစ်ခုမဟုတ်ဘူးလို့သိရပါဗျ။မီလန်သင်းဟာကွင်းလယ်လူတီဂျာနီရိုင်းဒါစ်ကိုမန်စီးတီးသင်းစီရောင်းချခဲ့တာနဲ့ယူနုစ်မူဇာကိုနာပိုလီအသင်းထံရောင်းချဖို့သဘောတူထားတာတွေကလည်းရမုံငွေအများပြားရရှိထားပြီးဖြစ်လို့ဒီပြောင်းရွှေ့တွေအတွက်ငွေကြေးအင်အားတောင်းတင်းလို့နေပါဗျ။